အပြန်အလှန်ဆက်ဆံရေးအမိုင်းကြောင့်ရှိလျားတဲ့လူလောကမှာတုံးနဲ့တူတစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်ဆက်ဆံရေးဆိုတာသူ့ဘက်ကိုယ့်ဘက်နှစ်ခုရှိကြတယ်ပေါ့အဲ့လိုပြန်လည်ဆက်ဆံရေးရှိကြတဲ့အခါမှာမိဘနဲ့သာသမီဆက်ဆံရေး ညီကိုမောင်နှမအချင်းချင်းဆက်ဆံရေးမိတ်ဆွေပေါင်းသင်းတို့ရဲ့အချင်းချင်းဆက်ဆံရေးအမျိုးမျိုးရှိတယ်လို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းနဲ့တိုင်းသူပြည်သားတွေရဲ့ဆက်ဆံရေးရှမ်းတန်ဃာတွေနဲ့ကိုယ်ပဲစိတ်ကပ်ကြတဲ့ပြည်သူတို့ရဲ့ဆက်ဆံရေးဆိုပြီးတော့ဆက်ဆံရေးတွေကိုကြည့်ပဲဆိုရင် မျိုးစုံရှိကြတာပဲ။ ဆက်ဆံရဘုံကလည်းပြောဆိုရှိတယ်အဲ့ဒါမဲ့ဘယ်ဆက်ဆံရကောင်းတယ်လဲဘယ်ဆက်ဆံမှုကစနစ်ကြတယ်လဲကောင်းကျိုးကိုဖြစ်ထွန်းစေတယ်လဲဆိုတာကိုလူတိုင်းလူတိုင်းလေးလာသုံးသပ်ဆင်ញင်ပြီးတော့ကြည့်တဲ့နော်တင်းနေရာမှာတိုင်းပြည်တပြည်ကိုအုပ်ချုပ်တဲ့ ဖယင်နဲ့တိုင်းသူပြည်သားတွေနဲ့ဆက်ဆက်ရေးဆိုတာဝတ္တန်ရှိနေရတဲ့တမိုင်းကြောင့်အရာစနစ်ကြတော့ဆက်ဆက်ရေးတွေကိုပညာရှိသူတော်ကောင်းတွေကသတ်မှတ်ပြီးတော့ပေါ်ပြပေးထားတာရှိတယ်ဘုရားဘာသာကျမ်းစာတွေထဲမှာ အာသဝိနဲ့မိဘဆက်ဆံရေးကိုစနစ်တကျဖော်ပြသလိုတိုင်းသူပြည်သားနဲ့ဟိုဆိုတဲ့မင်းဆိုရာဇာတွေရဲ့ဆက်ဆံမှုကိုလည်းပဲစနစ်တကျဖော်ပြထားတာရှိတယ်ပေါ့မင်းဆိုရာဇာအုပ်ချုပ်တဲ့လူဆိုတဲ့နေရာမှာဧကရေပြင်းစနစ်နဲ့အုပ်ချုပ်လို့ရှိရင်ဆက်ဆံပုံကတစ်မျိုးအဖွဲ့အစည်းနဲ့အုပ်ချုပ်တဲ့အခါမှာဆက်ဆံပုံကတစ်မျိုးပေါ့ အချုပ်ရေးစနစ်လူသမိုင်းမှာမျိုးရှိခဲ့တယ်ပေါ့ဧကရိပယစစနစ်နဲ့စနစ်ကိုကျင့်သုံးပြီးတော့အချုပ်တဲ့စနစ်ကိုပေါ်နာဂိကဲစစ်စတမ်လို့ခေါ်တယ်ဧကရိပယအချုပ်တဲ့စနစ်အဲ့ဒီစနစ်နဲ့အချုပ်တဲ့အခါမှာအချုပ်တဲ့ဘယင်က၁၁၀ပါးဆိုတာလက်ကင်ထား ဆက်ဆံသူဘက်ကအသာစီးရထားတဲ့ပုံကိုသို့မဟုတ်အုပ်ချုပ်သူဘက်ကလိုင်းနာအမဲ့အချက်တွေကိုပေါ်ပြထားတာအဲ့ဒါကြောင့်မင်းကြီးတရားဆက်ပါဆိုတာရှင်းဖို့ရအဖြစ်ပေါ်ပြတာပေါ့အသင်းဖွဲ့မှလည်းအသင်းဖွဲ့ကိုအုပ်ချုပ်တဲ့ပုံကိုရက်ွက်တစ်ခုပေါ်လဲရက်ွက်အုပ်ချုပ်တဲ့ပုံကိုအိတ်တိတ်မှလည်းပဲအုပ်ချုပ်တဲ့ပုံကိုလို့ ခပီတောပြောလုရတယ်အဲီအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့ကိုယ့်ရဲ့လိုင်းနိုင်အမဲ့ဒီစနစ်တိုင်းဆက်ဆံရေးစနစ်တိုင်းဆက်ဆံတာဟုတ်မဟုတ်ရှင်းသုံးလိုက်တာဟုတ်မဟုတ်ဒါကစဉ်ညင်သုံးသပ်ရမှာဖြစ်တယ်အကြီးအစပြောရမယ်ဆိုလို့ရှိရင်တော့တိုင်းပြည်တပြည်ပေါ့တိုင်းပြည်တပြည်ရဲ့အကြီးကဲလုပ်တဲ့ ရှင်မင်းကစိတ်နေသဘောရဘလို့ထားရမလဲအသေးဆုံးပြောရင်မိသားစုတစုကိုအုပ်ချုပ်တဲ့မိဘသာသမီးတွေပေါ်မှာဘယ်လိုဆက်ဆံရမလဲဆိုတာဒါတွေကတစ်ခုနဲ့တစ်ခုဆက်သွယ်နေတာပဲမှာတော့ကြီးတာသေးတာသာกว่าတယ် အဲ့တော့တိုင်းပြည်တို့အနေနဲ့ပြောမယ်ဆိုရင်ဧကရိပင်းအနေနဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေဟာသူဆက်ဆံရမဲ့နီလန်စနစ်ကိုပညာရှိသူတော်ကောင်းတွေကဆုံးမထားတာသူတို့လိုက်နာကျင်သွားမဲ့ကျင့်ဝတ်လို့ပြောရမှာ၁၀မျိုးရှိတယ် အဲ့ဒီပြည်သားတွေနဲ့ဆက်ခံဆက်ဆံတဲ့အခါမှာဘယ်လိုဆက်ဆံရမလဲဆိုတာကိုပြောတာအဲ့တော့ပြည်သူပြည်သားတွေနဲ့ဆက်ဆံတဲ့အခါနံပါတ်1ကအုတ်ချုပ်တဲ့မင်းဟာဌာနပြည်သူပြည်သားတွေပေါ်မှာရေရောစွာပေးကမ်းတဲ့အခါပေးကမ်းမှုလိုအပ်တယ်ပြည်သူတွေကိုထောက်ပံ့ကူညီရမယ် ထို့တူပဲမိဘနဲ့သာသမီဆိုလို့ရှိရင်လည်းမိသားစုတစ်ခုမှဆိုလို့ရှိရင်လည်းမိဘကသာသမီကိုထောက်ပံ့ကူညီတာဌာနအကိုဘက်ကကျင်းဝန်ကတော့မပြည့်ရဘူးပေါ့နော်နောက်တစ်ခုကလူရဲ့ကိုချင်းတရားတိလာတပည့်ရုပ်ချုပ်တဲ့မင်းတရားမင်းဟာ ကိုကျဲသီလကောင်းမွန်ရမယ်ထို့တူပဲအိမ်တော်ဦးစီးတယောက်ဟာလည်းကိုကျဲသီလကောင်းမွန်ရဒါကိုကျဲသီလကောင်းမွန်မှုလို့ရဲနောက်တစ်ခုကဘာလို့ဆိုရင်ပရိစ္ဆာခဆွလွမှုအနိတခံမှုဆွလွနိုင်ရမယ်ဒါနဆိုတာပေးတာ ပရိစ္ဆာကဆိုတာဆုံးလွတ်တာတော့ပေးရတဲ့ဆုံးလွတ်တဲ့ဘာကွာရုံလို့ဆိုပေးရကယူယူထောက်ပံ့ကိုကြည့်တာပရိစ္ဆာကတော့ကိုယ့်ဘက်ကအသာစီးမယူပဲနဲ့ဆုံးလွတ်တာဒါဖို့ sacrifice လို့ပြန်လေးရှိကြအနေနာခဏလေးပဲပြောပြောစဉ်လက်တယ်လို့ပဲပြောပြောကိုခံစားရမယ့်အရာတခုကိုမခံစားဘဲနဲ့ တဖက်သားပေါ်မှာဆွတ်လွတ်ပေးတာအဲ့တော့ဆွတ်လွတ်မှုဆိုတာတခါတည်းကျတော့ဆွတ်လွတ်တာကိုနိမ့်နာတယ်လို့သုံးတာနိမ့်နာတာတော့မဟုတ်ဘူးအနိမ့်နာခံတယ်လို့ပြောကြတယ်ပေါ့ဆွတ်လွတ်တာလို့ဆိုလို့လေကိုရထားတဲ့အခွင့်အရေးတစ်ခုကိုဆွတ်လွတ်ပြီးတော့အများအတွက်လှုပ်ပြလိုက်တယ်ဒါပရိစ္ဆာကကိုရှိတာပေကန်းတာဒါလာလို့ဒီလိုခွဲနိုင်တယ်ပေါ့နော် အဲ့တော့မင်းညင်တရားဆယ်ပါးထဲမှာပိကញ្ញင်းကပိကញ្ញင်းဆိုတဲ့ဌာနကိုကျင့်တရားလို့ဆိုတဲ့သီလဆွလွချင်းဆိုတဲ့ပြိဿာကတိုင်းဒီပြည်သားတွေနဲ့ဆက်ဆံတဲ့အခါမှာအဲ့ဒီနီလန်းနေနဲ့ဆက်ဆံရမယ်လို့ဆိုလိုတယ်။နောက်တစ်ခုကတော့တမ်းပြေဥချုပ်တဲ့ပုဂ္ဂိုလ်ဟာဣစ္ဆဝရှုသာဖြောင်းမှတ်ဖို့လိုတယ်။ဖြိုးသာဖြောင်းမှတ်ရမယ်။ ယောသားဖြောင်းမတဲဆိုတာစိတ်နေစိတ်ထားလဲယောသားရမယ်ကိုမှုရလဲယောသားပဲပြောဆိုလဲယောသားယောသားတယ်ဆိုတာကောက်ချစ်ဆင်းလဲတဲ့အနေထားတစ်ခုမှမပါရဘူးမိဘနဲ့သာသမီဆက်ဆံတဲ့အခါမှာလည်းပဲမိဘတော့မအုပ်ချုပ်သူဟာလုံးဝယောသားအောင်ပဲယောသားတဲ့ဟာဖြစ်ရမတ်တော့ နောက်တစ်ခုကအုတ်ချုပ်တဲ့ဘရင်ဟာတိုင်းသူပြည်သားတွေပေါ်မှာတိမ်တိမ်မွေးမွေးဆက်ဆံရမယိုင်းပြရဘူးလို့ဆိုလို့တယ်ဘတ်တော်ဆာနှူးညံ့နေတိမ်မွေးတယ်နှူးညံ့နေဆိုတာပြောညံ့တာနဲ့မဆိုင်ဘူးပြောညံ့တာနဲ့တင်းမှန်တာဒီလိုအဲ့ဒါနဲ့မဆိုင်မနဲ့မမနာကြီးပြီးတော့ တရားရကမှအထက်စီးကနေဟောက်တာမျိုးမလို့ရဘူးလို့ဆိုတော့အတ္တဝါဆိုနုညံ့နဲ့ဆိုစကားပြောဆိုနုညံ့နဲ့စိတ်နေသဘောထားနုညံ့နဲ့အလုံးပေါ်မှာမေတ္တာမပြတ်နေတယ်အဲ့ဒါလည်းသိအရေးကြီးတာပဲခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုနောက်လိုက်အပေါ်မှာနုညံ့မှုတိုင်းပြည်ဥချုပ်တဲ့မင်းကလည်းပြည်သူလူသားတွေပေါ်မှာမောက်မှမှုမရှိဘဲနဲ့နုညံ့စွာဆက်ဆံရ